လက်ရှိမော်ဒန်ဘောလုံးကပါမှာဆိုလို့ရှင်ကစားကွက်စိုးမိုးထားပါတယ်ကစားကွက်ရအသာစီးယူထားပါတယ်ဆိုရဲအသင်းတွေများသောအားဖြင့်ရင်ဆိုင်ရတာက16ခိုက်စီးထဲမှာပိတ်နေတတ်တဲ့ low block တွေပဲများသောအားဖြင့်ဒီလို low block တွေကိုဖြည့်ဖို့အတွက်ဆိုလို့ရှင် crossing နေ long shoot တွေ supply တွေပြီးတော့လို့ရှင် quick switch play တွေ quick exchange တွေဒါမျိုးတွေနဲ့ပဲဖြည့်ရှင်းကြရတယ်ဒါပေမဲ့ဒီဟာတက်ပို့ပြီးတော့မှဖြည့်ရှင်းကြတခုရှိတာကဗာလဲဆို scoop bat scoop bat ကိုလာကပြောရမယ်ဆိုလို့ရှင်တော့ခြေဖျားလေးနဲ့ပဲလုံးဝ feeling နဲ့ပဲပြီးရတဲ့ဖက်စင်မျိုးလို့ပြောလို့ရတယ်။ဒါမျိုးကိုဘရာဇီးသားတွေဒါပြင်ကိုစပိန်သားတွေစီမှာများသောအားဖြင့်တွေ့ရလိမ့်မယ်။ဆိုတော့ဒီနေ့ဒီဗီဒီယိုကအဓိကပြင်တော့အာဆင်နယ်အသင်းရဲ့ low block ဖြေရှင်းတဲ့နေရာမှာအသုံးပြုနေတဲ့ Odie Gay ရဲ့ scoop pass နဲ့အတူတူပဲဒီ scoop pass ကိုအတိတ်ကာလမှာတော့ဘယ်သူတွေသုံးခဲ့ဘူးသလဲဆိုတဲ့အကြောင်းအရာတွေနဲ့ discuss လုပ်မှာပါ။ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင်။ The Premier League မှာ Arsenal လို့ပြောလိုက်ပြီဆိုလို့ရှိရင်ကစားကွက်ကို dominance လုပ်ထားမယ်တပွဲကိုပြန်မြဘောလုံးပိုင်ဆိုင်မှု60ရာခိုင်နှုန်းနဲ့အထက်ရှိမယ်ဒီလိုမျိုးအသင်းတွေကိုယဉ်ဆိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ပြိုင်ဘက်အသင်းတိုင်းနီးပါးကဒီနောက်ပိုင်းကာလတွေမှာဆိုလို့ရှိရင် low block နဲ့ပဲယဉ်ဆိုင်တော့တယ်ဆိုတော့ Arsenal အသင်းအတွက်ဒီလိုမျိုး low block တွေကိုဖြည့်ဆင်းဖို့အတွက် sub play တွေ crossing တွေဒါအပြင်ကိုကျွန်တော်တို့ quick switch play တွေဒါမျိုးတွေတုံးကြတယ်ဒါပေမဲ့ Arsenal ကစားသမားတွေကြားထဲမှာနောက်ထပ်အသုံးများတဲ့တစ်ခုကဘာလဲဆိုတော့ scoop pass scoop pass ကိုလည်းပုံမှန်အာ ားဖြင့်အာဆင်နယ်အသင်းမှာပေးလို့ရှိတာကအိုဒီဂတ်တယောက်တည်းပဲရှိတယ်။ဆိုတော့အိုဒီဂတ်အနေနဲ့စကူပတ်စ်ကိုဘယ်လိုပုံဖော်သွားသလဲဆိုတော့ကိုဒီမှာတို့လို့ရှိရင်တစ်ချက်မြင်ရပါလိမ့်မယ်။အာဆင်နယ်အသင်းနေနဲ့ဒီမှာတို့လို့ရှိရင်ဘောလုံးရတယ်။မန်ချက်စတာယူနိုက်တက်ကချက်ချင်းတန်းပြီးတော့မှသူတို့ရဲ့5-4-1ဆိုတဲ့ defensive face ကိုတဲလိုက်ပြီ။တဲလိုက်တဲ့အချိန်မှာတို့လို့ရှိရင်ဒီမှာတွေ့ရတယ်မယ်။ wide area ဘက်ချမ်းမှာ2 vs 2ဖြစ်တဲ့တော့အကြောင်းမလို့ဒီကစားသမားတွေကိုဖူးအောင်လုပ်ထားရလို့ပြောရလိမ့်မယ်။ဖူးအောင်လုပ်ထားတဲ့အချိန်မှာတို့လို့ရှိရင်အိုဒီဂတ်က space နဲ့ time အကျယ်ကြီးရသွားပြီ။ space နဲ့ time အကျယ်ကြီးရသွားပြီဆိုတော့ ODI ကမန်ချက်စတာယူနိုက်တက်ရ ဲ့ defense line ကိုကျော်ပြီးတော့မှ scoopers နဲ့အတူတူပဲချက်ချင်းတန်းပြီးတော့မှပြီးသွားနိုင်တာကိုတွေ့ရလိမ့်မယ်။ OD ကရဲ့ပေးပို့မှုကတိကျတယ်။တကယ်လို့သာ process သာဒီအလုံးကိုတီချာထိန်းနိုင်ခဲ့တယ်ဆိုလို့ရှိရင်ဒီရဲ့ပွဲစဉ်ရလက်ခတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်။ဆိုတော့ scoopers scoopers ဆိုတာကတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ခြေထိတ်လေးနဲ့ခြေမထိတ်လေးနဲ့ ဘောလုံးရဲ့အောက်ခြေကိုမတင်ပြီးတော့မပေးတဲ့အသာအရာကစားတဲ့ကစားပုံမျိုးပဲဆိုတော့ဒီစကူပတ်ကို1980နဲ့1990ကြားကာလတွေမှာတို့လို့ရှိရင်မိုက်ကယ်လော့ဒရပ်ကအဓိကအားဖြင့်သူ့ရဲ့စကေးဆက်တစ်ခုအနေနဲ့အသုံးပြုခဲ့တဲ့93 94ရာသီဘာစီလိုနာနဲ့အိုဆူနာစာပွဲမှာတို့လို့ရှိရင်ရိုမေရီယိုအတွက်စကူပတ်နဲ့ဖန်တီးပေးနိုင်ခဲ့တယ်အဲ့ဒီစကူပတ်နဲ့ဖန်တီးပေးနိုင်ခဲ့တဲ့ပတ်က ဘာစီလိုနာအသင်းရဲ့တမိုင်းတလျှောက်မှာဆိုလို့ရှိရင်52ခုမြောက် greatest goal အဖြစ်နဲ့သတ်မှတ်ခြင်းခံခဲ့ရဘူးလေဆိုတော့ scoopers ကဘာစီလိုနာမှာသလို့ရှိရင် iniesta နဲ့ xavi ကလည်းမကြာခဏဆိုသလိုလှုပ်လေရှိတယ်ဘာစီလိုနာအသင်းအတွက်တကယ်အရေးကြီးတဲ့ messi ဆိုလို့ရှိရင်လည်းသူ့ရဲ့ပထမအောင်ဆုံးသော goal ကိုဒီလိုမျိုး dinho က scoopers နဲ့ဖန်တီးပေးတာကိုခံခဲ့ရတယ်ဘာစီလိုနာရဲ့ဒီမှာဆိုလို့ရှိရင် messi ရဲ့ပထမဆုံး goal ကိုတွေ့ရလိမ့်မယ် dinho ပြီးသွားတဲ့အချိန်မှာ dinho ရဲ့ physical dinho ရဲ့အဲတုံ့ပြန်သွားတဲ့ပုံစံ ပြိုင်ဘက် defender ကစားသမားတွေဘလို့ဖတ်တယ်လဲဆိုတဲ့နေရာအဲ့ဒါတွေအကုန်လုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် scoop pass ကခံမှန်းရခတ်တဲ့ဖတ်စဉ်မျိုးလို့ပြောလို့ရတယ်ကျွန်တော် short pass တွေမှာဆိုလို့ရှိရင် accurate ဖြစ်ဖို့အတွက်ခြေတော့အတွင်းပိုင်းခြေခွင်ကိုအသုံးပြုရယ် long pass တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့မှအားပါပြင်းထန်ပြီးတော့မှကိုလိုချင်တဲ့နေရာကိုရောက်ဖို့အတွက်ခြေကုံကိုအသုံးပြုရလေးရှိတယ်များသောအားဖြင့်ဒါပေမဲ့ scoop pass တွေကကြတော့ဒါနဲ့လုံးဝကွာခြားတယ်အားသုံးရမလို့ခြေတော့ကိုတဲချီလဲပြင်နေကြမလို့တို့ ကံမဲ့ခြေကိုလည်းပြင်နေကြမလို့ဘောလုံးရဲ့အောက်ခြေကိုထိမိပြီဆိုတာနဲ့ခြေထိတ်နဲ့ကလော်ပြီးပိုးလိုက်ရုံနဲ့တင်ကိုချက်ချင်းပို့နိုင်တယ်။ကြိမ်ဘက်ကခံမှန်းဖို့အတွက်ခတ်တယ်။ဒါအပြင်ကို အာတိကျတဲ့နေရာတစ်ခုကိုရောက်ပြီဆိုလို့ရှိရင်လည်းတေကွင်းတေကွက်ကိုချက်ချင်းရောက်တယ်လို့ပြောရလိမ့်မယ်ဆိုတော့ Scoopus က Golf မှာဆိုလို့ရှိရင်တော့ Bunker Shot နဲ့တူတယ်ကျွန်တော်တို့တဲချင်းနေတဲ့ကိုကြသွားပြီဆိုလို့ရှိရင်အောက်ခြေကနေပြီးမှမတင်ပြီးမှပို့ရတဲ့ Bunker Shot မျိုးနဲ့စင်တူတယ် Cricket မှာဆိုလို့ရှိရင်တော့ Dale Scoop လို့ပုံစံမျိုးနဲ့စင်တူတယ်ဆိုတော့တေကြာတစ်ခုက Scoopus တေကတော့ခံမှန်းမှုခတ်တယ်ဆိုတာပဲ Low Block တွေနဲ့ရင်ဆိုင်ရတဲ့ဒီ အသင်းတွေပေါ့နော် dominance လောက်ရတဲ့အသင်းတွေများသောအဖြစ်ကတော့ gyroscopus တွေကိုဒီနောက်ပိုင်းကာလတွေမှာအသုံးပြုလာနိုင်ခြေရှိတယ်အဓိက arsenal အကြောင်းကို mention လုပ်ပြီးပြောရမယ်ဆိုလို့ရှင်တော့ odigat odigat ရဲ့ scopus တွေကတော်တော်လေးကိုမှတီးကြရလို့ပြောရလိမ့်မယ် odigat ကို space နဲ့ time နဲ့လုံလုံလောက်လောက်ပြီးတယ်ဆိုလို့ရှင်ရသူ့အနေနဲ့ scopus ကိုတီးကြအောင်ပို့နိုင်တယ်ပြိုင်ဘက်ရဲ့ defense line ရဲ့နောက်ထဲကိုချက်ချင်းတမ်းပြီးပို့နိုင်တယ်ဒါမျိုးကိုပြီးခဲ့တဲ့ရာသီမှာအဲတော်တော်များများတွေ့ရလိမ့်မယ်ပြီးခဲ့တဲ့ရာသီမှာတို့လို့ရှင်ရအာဆင်နယ်အသင်းကိုခန်းစစ်ပိတ်ကစားကြတဲ့အသင်းတွေကများ များသောအပြင်ရှိရဲ့အဲ့ဒါလိုများသောအပြင်ရှိကြတဲ့နေထားတစ်ခုမှာဆိုလို့ရှိရင် defense line နဲ့ goalkeeper ရဲ့ဂျားတွေကိုပေးပို့ဖို့ဆိုတာက scoop pass တစ်မျိုးပဲရှိရလို့ကောင်းကောင်းကန်ကန်ရှိရလို့ပြောရလိမ့်မယ်အရင်ကြက်နေပေါ့နော်ဒီ low block ကအရင်ကြီးကြက်နေဆိုလို့ရှိရင် scoop pass ကအကောင်းဆုံးသောဖြည့်ရှင်းနည်းတစ်ခုပဲ OD ကအနေနဲ့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် Van White ကိုဒါမျိုး scoop pass နဲ့အတူတူပဲပေးပို့ခဲ့ဘူးလေအဲ့ဒါက Chelsea နဲ့ပွဲ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်လည်း Chelsea က block ကိုတော်တော်လေးတင်နိုင်ခဲ့တယ်ဒါပေမဲ့အာ OD ကက်က scoop pass က Van White ကိုရောက်တဲ့ Van White အနေနဲ့ဒီ ီရဲ့ pass ကိုဆက်ရှင်တက်မြို့မှာအဆုံးသတ်နိုင်ခဲ့တယ်အဲ့ဒါအပြင်ကို Odiga Scoop Pass ပေးလေးရှိတဲ့ကစားသမားတွေကိုဒီစားပြန်ကြည့်မယ်ဆိုလို့ရှိရင် Van White, Saka နဲ့ Kai Havertz ဆိုပြီးတွေ့ရလိမ့်မယ်ပြီးခဲ့တဲ့ရာသီမှာဒီကစားသမား၃ယောက်အတွက်တော်တော်လေးအများများကို Scoop Pass တွေဖန်တီးပေးနိုင်ခဲ့တယ်ပြောချင်တာက Scoop Pass ဆိုတာက ဖန်တီးပေးမှုတစ်ခုတည်းနဲ့လုံလောက်တဲ့ဟာမဟုတ်ဘဲနဲ့ finishing line အတွက်တာဝန်ယူရမယ်နောက်တစ်ယောက်လည်းရှိနေပြန်တယ်အဲ့ဒီတစ်ယောက်က defense line ကိုအချိန်မီကျော်ဖြတ်နိုင်ရမယ်ဒါအပြင်ကို finishing line ကလုံလောက်မှုရှိရမယ် disc pass ကရုတ်တရက်ကြီးရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အာကစားသမား၂ယောက်နဲ့ဂျားထဲမှာဒီကစားသမား၂ယောက်ဂျားထဲမှာ connection ကလည်းရှိဖို့ရှိရမယ်ပြောချင်တာကအဲ character ကိုဖတ်နိုင်ရမယ်ပြီးတော့လို့ရှိရင်ဒီကစားသမားရဲ့ physical ကိုကောင်းကောင်းနားလည်ရမယ်အဲအဲ့ဒါလိုနေထားတဲ့ကိုအတွက် OD ကမှာလက်ရှိလောလောဆယ်အတွက်သူ့ရဲ့ discovery တွေကိုပြီးခဲ့တဲ့ယာတီမှာများသောအားဖြင့်အဆုံးသက်ပြီးနေတဲ့စာကာတို့ ခန်ယာဗန်စ်တို့ဘန်ဝိုက်တို့ဒီလိုကစားသမားမျိုးတွေများသောအားဖြင့်မရှိတော့တဲ့အချိန်မှာ OTG ရဲ့ scoop pass တွေကလည်းတဖြည်းဖြည်းနဲ့အမ်မိန်လာအယောင်မိန်လာလေးလို့ပြောရလိမ့်မယ်ဘလို့ပဲနေနေကျွန်တော်တို့ Arsenal အသင်းနေနဲ့လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တိုက်စစ်မှာလုံလောက်တဲ့ chance တွေမရနေဘူးလို့ပြောကြလဲဆိုပေမဲ့လေ OTG ရဲ့ scoop pass တွေကတော့အသက်ရှူပေါက်တစ်ခုဖြစ်နေသေးပဲဒါပေမဲ့ဒီဟာတွေကိုအဆုံးသတ်ဖို့အတွက် OTG စီမှာ သူနဲ့ chemistry မိပါတယ်ဆိုတော့စာကာတို့ harvest တို့ဒဏ်ရာရနိုင်မှုက odig ရဲ့ scoop best တွေကိုကျွန်တော်တို့ twin core တွေအဖြစ်နဲ့ဒီရာဒီမှာမြင်တွေ့ရခြင်းမရှိသေးတာပဲဖြစ်တယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့အဲဒါကတော့ scoop best နဲ့အတူတူပဲဒီနေ့ဘောလုံးကဘာရဲ့ low plot တွေကိုဘယ်လိုဖြူဖြတ်တယ်လဲအဲ့ဒါအပြင်ကို scoop best တွေကိုအတိတ်ကာလမှာဘယ်လိုသုံးခဲ့တယ်လဲဆိုတော့အကြောင်းအရာကို discuss လုပ်တာပါဆိုတော့ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှပြန်ကြရပါ